lo mo pai bu no ti lo ka ji ga ma ti mye bu le young ga hin ne wa de twa twa ma myo le ni de ni ma ni win ge ye see zin chan da jwe wa ni hu ta be win ni yi ga bo ye chi de chain le shi do ma bian san ကဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်နာမည်ကတော့ဆရာဆောလိုင်းလို့ခေါ်ပါတယ်ကျွန်တော်ပိုးကီမမျိုးဖြစ်ပါတယ်လို့ဒါတော့ကျွန်တော်ရဲ့ဇနီးတဲ့ဆမနဲ့ဂျီဝိုရာလို့ခေါ်ပါတယ်သူလည်းပိုးကီမျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ဇနီးမောင်နဲ့မြောက်ကကျောင်းဆရာဆမတွေလုပ်ခဲ့ကြပါတယ်ကျောင်းနေနဲ့စစ်မှန်တဲ့ဘုရားအသက်ရှင်တဲ့ဘုရားစစ်ဘုရားမှန်ကိုဘလို့တွေ့ရှိခဲ့တယ်လဲဆိုတာလေးကိုအလေးငယ် ဖြစ်ခံလို့ပါတယ်ကျွန်တော်ကဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်နတ်စာကရင်ကျွန်တော်ရဲ့မိဘတွေဆွေမျိုးတွေအားလုံးကဗုဒ္ဓဘာသာဝင်နတ်စာကရင်ဖြစ်ပါတယ်ကျွန်တော်ကတိဂီတဝါဒနာကြီးပါတယ်ဒီဆိုတိခတ်ခြင်းအမှုကိုဝါဒနာထုံခဲ့တယ်ကျွန်တော်ချစ်သူပေါ့ရင်တော့ချစ်သူတွေဖြစ်ခဲ့ခြင်းကသူ့ကိုလက်ထပ်ခြင်းတဲ့အခါမှာသူလည်းငါ့ကိုချစ်ရင်ငါ့ရဲ့ဘာသာငါ့ရဲ့ဘုရားကိုကိုယ်ပွေရမယ်ပေါ့တော့ဒီလိုပြောတယ် ကျွန်တော်လဲချစ်တဲ့စိတ်နဲ့ဒါဆိုရင်ငါမျိုးချစ်တဲ့အတွက်ပြပသားလေးကိုဝင်မမယ်လို့ကျွန်တော်ကဂရိခန်နဲ့ချစ်တဲ့စိတ်နဲ့လမ်းကြုံပါတယ်။တရားကိုသိလို့မဟုတ်ပါဘူး။ဒါကျွန်တော်အမှန်တိုင်းဝန်ခံတာဖြစ်ပါလေလို့ကျွန်တော်တို့အိမ်တော်လက်ထပ်ပြီးသွားတဲ့အခါမှာကျွန်တော်ကဝါသနာရှိတဲ့ဒီဂီတာကိုတစ်သက်မမနဲ့ဟိုလိုက်ဆိုတဲ့အခါမှာကျွန်တော်ဇနီးတဲ့လဲ ကျွန်တော်တို့တတိပြေးပါတယ်အဲကြောင်းဆရာလည်းလှုပ်တယ်ဟိုတချီပဲလိုက်ဆိုရဲဆိုတော့သိမကောင်းတော့လို့ဒီဆင်ရှင်မလို့တတိပြေးပါတယ်အဲကျွန်တော်လည်းဝါသနာကိုတားလို့မရဘူးသူတတိပြေးတဲ့ဈာန်နေကျွန်တော်လည်းတချင်းလိုက်ဆိုရဲမင်္ဂလာဆောင်တို့တချင်းတို့ပေါ့ဗျာအလူပင်ရင်တို့ပါချင်းဆိုလိုက်ဆိုပါတယ်အဲလိုလိုက်ဆိုရင်းနဲ့ဒီနေ့မှာကျွန်တော်စီးတဲ့ကရှက်တာပေါ့နော် မျိုးသားအကြောင်းဆရာလည်းဖြစ်တဲ့တစ်စီးမဲဆိုတဲ့ကကြတော့သူကစိတ်ဆိုးပြီးတော့ငင်းအချက်မရှိဘူးတဲ့အကြောင်းဆရာလည်းဖြစ်တဲ့တစ်စီးမဲဆိုတဲ့ဆိုပြီးတော့ကျွန်တော်ရဲ့မယ်လီကိုသူကဟိုရိုက်ခွက်လိုက်တယ်ဗျအဲ့ဒီရိုက်ခွက်လိုက်တာကတော့အဲကျွန်တော်ဘဝရဲ့အစပဲလို့ပြောမှာပါပဲအဲသူကရိုက်ခွဲညမှာကျွန်တော်မမိပါနဲ့သူကရိုက်ခွဲပြီးတော့ပြန်အိတ်တော့တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကကိုမျက်နှိုးနဲ့ပစ္စည်းကိုခွဲခံတဲ့အခါမှာကျွန်တော်ညင်းလာတယ်ဟိုဝန်းနေတယ်ပေါ့ ်ဘာဖြစ်လို့ဖြစ်မှမသိဘူးဘာလို့လို့လော့မှမသိတဲ့အခါမှာကျွန်တော်ဒူးထောက်ပြီးတော့မှသခင်ယေရှုခရားဒီနေ့ကြရင်ကျွန်တော်ဇနီးတဲ့ကိုဒီမက်ဒလင်လေးနဲ့ပြန်ပြီးအလုပ်ကြီးပြုနိုင်ပါစေဆိုတဲ့သူ့ကိုကျွန်တော်တောင်းမိခဲ့တယ်အဲဒီသူ့လေးတောင်းပြီးတော့မှနောက်နေ့မှကျွန်တော်အကြောင်းဆရာကိုနှုတ်ထွက်လိုက်တယ်ဟုတ်ဗျာသူတို့ပြောရင်တော့နှုတ်ထွက်ပြီးတော့ကျွန်တော်ဇနီးတဲ့ကိုကျွန်တော်ပြောတယ်ဟေးဒီငါ့ရဲ့မက်ဒလင်ကိုရိုက်ခွေတဲ့အတွက် ငါတကယ်လို့များအဆူတော်ဖြစ်ခဲ့ရင်ငါမင်းမဟုတ်လို့တိုက်နဲ့ကားနဲ့ထားမယ်ဆိုကျွန်တော်ဒီရေပြောပြီးတော့ဟိုရေငုံမြို့ထွက်သွားတယ်အဆူတော်ဖြစ်ဖို့ထွက်သွားတယ်တော့လေရေငုံမြို့ရောက်တဲ့အခါမှာအဆူတော်ဖြစ်ဖို့ကြိုးစားတဲ့နေရာမှာအရင်ခက်ခဲပါတယ်အဆူတော်ဖြစ်ဖို့ဘယ်ပြောနေနေဖို့စားဖို့တောင်တော်တော်လေးစဉ်းစားတဲ့အချိန်ဖြစ်တဲ့အတွက်အလိုနဲ့အဆူတော်ဖြစ်ဖို့သွားတာကြိုးစားတဲ့ကြိုးစားတဲ့ကြိုးစားတဲ့နှစ်က စီမောကိုးနေကြပါလေမဆိုးတော့မရှိသေးနဲ့ဟိုရေထန်းတာတို့ဤသေးရောင်းတာတို့အလုပ်တွေမျိုးစုံမျိုးစုံကိုခက်ခဲနေတယ်လှုပ်ဆောင်ပြီးတော့မှနောက်ဆုံးမှဆရာတွန်လင်းသိန်းနိုင်အိမ်ကိုကျွန်တော်ကိုပို့ဆောင်ပေးခဲ့တယ်အစတွန်လင်းသိန်းနိုင်နဲ့တွေ့တဲ့အခါမှလည်းဆရာသမားအဖြစ်တပည့်အဖြစ်နဲ့လက်ဘုန်းတည်းနဲ့ပညာသိမှုခဲ့ရတဲ့ယေရှုအတန်ပညာဆက်တဲ့ပြည်နေတင်ကြားခဲ့ရပါတယ်ဆရာနဲ့လည်းလက်ဘုန်းတည်းနေခဲ့ရပါတယ်သို့တော်လည်းဆရာက အသေးယောဂပေါ့နော်အသေးကင်ဆာယောဂနဲ့ဒီဟာဆင်းုံတက်လိုက်တဲ့အခါမှာကျွန်တော်လေးလူနာဆောင်ဖြစ်နေရောက်သွားပါတယ်ဆိုတော့ကျွန်တော်ရဲ့ဘဝကအဆူလိုဖြစ်ခံမရှိခဲ့ဘူးအဲ့တော့သူတို့ပြောရရင်ဆရာသူမီးပင်းနဲ့လည်းအဲ့ဒီအသေးယောဂနဲ့ပဲကွယ်လွန်သွားပါတယ်ဆိုတော့ကျွန်တော်ကျွန်တော်ထားခဲ့သွားပြီလမ်းပြောင်းသွားပြီလမ်းပြောင်းသွားတဲ့အခါမှာကျွန်တော်ဝမ်းနဲ့ကြည်ကွဲစွာနဲ့လောကကြီးမှာစိတ်ပြတ်ခဲ့တယ် နောက်ဆုံးတော့ကျွန်တော်ထောက်တိရမရတော့တဲ့ဆုံးကျွန်တော်ဒုတိယကြိမ်သခင်ယေရှုဖျားကျွန်တော်ဒုထောက်ဆုတောင်းနေပြန်ပါလေအဲ့ဒီဆုတောင်းတဲ့အခါမှာကျွန်တော်ရဲ့အတိအာယုံနားထဲမှာအတန်ကြီးတန်ကျွန်တော်ကြားပါလေအဲ့ဒါဘာလဲဆိုတော့မင်းရဲ့မိမမင်းရဲ့ဇနီးကိုဒီမရလင်နဲ့လှုပ်ချွေးခြင်းနဲ့ဆိုးဆိုတဲ့အတန်ပေါ့အဲကျွန်တော်ကဆုတောင်းခဲ့တဲ့ကျွန်တော်ကမိဆိုလေသခင်ယေရှုဖျားမမိခဲ့ဘူးကျွန်တော်အဲ့ဒီမှာနေပြန်သတိရတဲ့အခါ ဟုတ်တယ်တပည့်ရှုကဲပါတပည့်ရှုပြန်ကဲပါလို့ကျွန်တော်တန်တတိုင်းနဲ့ဆူတောင်းခဲ့ပါလေအဲ့ခါမှာကျွန်တော်ကလေဘာကြောင့်မသိဘဲနဲ့အဲ့ကျွန်တော်ရဲ့အခုဆရာဆရာညံထုံးဆိုတာရှိပါတယ်ဆရာညံထုံးကအင်္ဂလိပ်ဆရာပါအဲ့တော့ကျွန်တော်သူ့စီကိုသွားခဲ့တယ်သွားခဲ့တော့ကျွန်တော်အခုဆရာကနေ့တလောက်ဆိုရင်ဆိုတော့ဖြစ်ပြီးလို့သူကထင်ပါတယ်ထင်းနေအဲ့ဒီမိုးဘုံတော့ကိုကျွန်တော်ဘာမှဖြစ်ဘူးလို့တော့ကျိုးလို့ကြောင်းပြောပြတဲ့ခါမှာ ။အော်အဲ့လိုလားတဲ့အဲ့ဆိုရင်တော့ကွာတဲ့။လာလာလာဆူတောင်းမယ်ဆိုပြီးတော့ကျွန်တော်လက်တင်ဆူတောင်းတယ်။ကျွန်တော်ဆက်ကအနံ့ပေးတယ်။ကျွန်တော်ကွာတဲ့မင်းတလောက်အချင်းဆိုရင်ငါတရားဟောနေတော့လိုက်ဆိုတဲ့။အော်အဲ့လိုလေသင်ပြလာပေါ့။ဒါဆိုရင်တရားဟောနေတော့ကျွန်တော်လိုက်ဆို။နောက်ဆုံးဆိုရမရှိတော့တဲ့ဆုံးမှာ။ဆိုရရှိတာလေးကိုပဲဆုံးမယ်ပေါ့။အဲ့ဒီကျွန်တော်ကအချင်းလေးရေးပါတယ်မြန်မာတန်ဆာရေးပြီးတော့မှကျွန်တော်ဖီးယားကျောင်းမှာသွားဆိုခဲ့တယ် ်နောက်ဥက္ကလာကျွန်တော်တို့နောက်လကျောက်ရည်ရင်းတင်းတော်ဆမိုင်းဒေါ်လာရင်းတို့တင်းတော်မှာဖြစ်ပါတယ်ကျွန်တော်ဆုတောင်းတာတစ်ချက်ဘုရားကျောင်းနဲ့ငုံရင်ကျွန်တော်ဒီလိုဆုတောင်းပါတယ်အရှင်ရှုခင်ဗျာကျွန်တော်မောလာပြီအစုံတော်ဖြစ်ဖို့ဆန္ဒမရှိတော့ဘူးကျွန်တော်ဇနီးတွေကလည်းတိုက်နဲ့ကားနဲ့ထားမင်းဆိုတော့ဆန္ဒတွေကြံစီလည်းမရှိတော့ဘူးပိုက်ဆံတွေလည်းမလိုချင်တော့ဘူးကိုရောအရှင်ရှုခင်ဗျာရဲ့အကြောင်းကိုပဲ ကျွန်တော်တချင်းဒီဆိုနေစဉ်းနေပါပြီကျွန်တော်ကဲမမန်းစားပါလို့ဆူတောင်းတိုက်နေပြီးတော့မှအဲ့ဒီအင်းတို့လေးမှကျွန်တော်အချင်းလေးဒီမှာတန်တင်လေးနဲ့ဆူခဲ့ပါလေအဲ့ဒီအဲ့ဩစီရပါပဲအဲ့ဒီအဲ့ဒီညနေဆိုတဲ့ညနေမှာပဲကျွန်တော်ကတော့ကျွန်တော်ထင်တာတော့ဒီမြန်မာတန်စင်ဟာခရီးရန်သာသနာနဲ့မဆက်ဘူးခရီးရန်သာသနာကအနောက်တိုင်းကြီးကြီးတာပဲဖြစ်ကြတယ်ကျွန်တော်ကဒီမြန်မာတန်စင်နဲ့ဒီမယ်လီတလက်တဲ့နဲ့တော့ အဆင်မပြေဘူးလို့ကျွန်တော်ထင်ခဲ့တယ်တကယ်တကယ်ဖခင်ရဲ့အကြံစီဖခင်ရဲ့ဘုန်းတော်ကကျွန်တော်ထင်တယ်ဆန့်ကျင်တယ်ဖြစ်သွားတယ်ကျွန်တော်အဲ့ညဒီဆိုပြီးတော့အပြီးမှာပဲအဲ့မှာတရားကျောင်းထဲမှာရှိတဲ့အသင်းသင်းသားရဲ့ဆောင်ဆောင်ရရမှာစကျွန်တော်လာပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးချီးမွမ်းစကားတွေဆိုကြတဲ့ခါမှာကျွန်တော်အရင်အံ့ဩမိတယ်အဲ့ဒီအချိန်ကနေစပြီးကျွန်တော်နောက်ပိုင်းမှာတော့ကျွန်တော်တပုတ်ပြီးတပုတ်ဒီဆိုရင်းနဲ့ဦးနော်အသင်းတော်ကိုကျွန်တော်ရောက်ရှိခဲ့တယ် ဘူးနော်တင်းတော်ဆရာကြီးတို့တို့ကလည်းကျွန်တော်ရဲ့အချင်းတွေကိုနားထောင်ပြီးတော့သူ VC တွေထုတ်ချင်တယ်လို့သူပြောလာတဲ့အခါ VC တို့ကနာနီယပက်တင်တယ်ဆိုတော့မြန်မာတန်စင်အင်္ဂလိပ်ဓမ္မတန်စင်အချင်းခုနှစ်ပုဒ်ကို VC တွေအသွင်းပြေးခဲ့ပါတယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့ပြောပြချင်ပါတယ်ကျွန်တော်ရဲ့ဇနီးတွေကတောင်းဆမဖြစ်လို့ကျွန်တော်ကလည်းဟိုအချင်းကြီးလေးလေးဆိုတဲ့အခါမှာဇနီးတွေက မနေရခွဲလိုက်လို့ကျွန်တော်ရဲ့နာကျင်စိတ်နဲ့ကျွန်တော်လူတွေကိုအားကိုးခဲ့တယ်။ဆရာကြီးတနည်းနဲ့လည်းအားကိုးတယ်ဒါပေမဲ့မောင်မင်းရှိခဲ့ဘူးအခွေထုတ်တယ်မလုပ်ခဲ့အောင်ဒါပေမဲ့တခင်ရှုဖရားအကြောင်းကိုကျွန်တော်တစ်ချက်တစ်ပုတ်ပဲဆိုခဲ့မိတယ်။အဲဒီတစ်ပုတ်လေးဆိုရင်မှာ၃လအတွင်းမှာကျွန်တော် VCD ကိုထုတ်နိုင်ခဲ့တယ်။ကျွန်တော်ဘုန်းက၉နှစ်လောက်လူကိုအားကိုးပြီးစူးစမ်းခဲ့တာဘာမှမရခဲ့ပြီမဲ့ ်အခင်ရှုဖရားရဲ့အကြောင်းကိုတပုတ်ထဲနဲ့ဒီဆိုချင်းမလိုက်တဲ့ခါမှာသုံးလတည်းမှာ VCD တွေကိုထုတ်ပစ်ခဲ့တယ်။အဲ့ဒီအရာတွေကြည့်လို့ရှိရင်ဖရားသခင်ကကျွန်တော်ကိုချင်းရောက်ခဲ့တယ်ကျွန်တော်ရဲ့သူရှိနေတယ်ဆိုတာကိုကျွန်တော်ယုံကြည်လာတယ်။အဲ့နောက်မှာတော့ကျွန်တော်ကရှင်လေးတွေတပုတ်တို့ဆိုရဲပြီးဦးနိုးတင်တော့ကျွန်တော်ကိုကျမ်းစာကြောင်းကိုပို့ပြီးတော့မှသာသနာပြုစီရာတယောက်ဖြစ်လာခဲ့ပါလေ။အဲ့တော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ဒီသာသနာပြုဖို့မဟုတ်ဘဲနဲ့အဆူတော့ဖြစ်ဖို့ပါပဲ။ဒါပေမဲ့အခုကျွန်တော်ဖြစ်နေတာကတော့ ကျွန်တော်ကိုနိုင်ငံကဘယ်လိုကိုလဲဆိုဆရာအစိုးရကြီးခေါ်ပါလဲ။ဟောကျွန်တော်ဖြစ်ချင်တာကအစိုးရကျွန်တော်ဖြစ်နေတာကဆရာအစိုးရ။ဒါကြောင့်ဘုရားသခင်ကကျွန်တော်ဘယ်လိုတွေ့ရှိလဲဆိုတော့အဲ့ဒီအသက်ရှင်တဲ့ယေရှုခရစ်တော်ဘုရားကကျွန်တော်ဆုတောင်းတာကိုမမိခဲ့ဘူးဗျ။ကျွန်တော်ဆုတောင်းတာကိုကျွန်တော်ကမိပြီမဲ့အဲ့ဒီစစ်မှန်တဲ့အသက်ရှင်တော်မူတဲ့ဘုရားဘုရားကကျွန်တော်ဆုတောင်းတဲ့ကိုမမိပါဘဲနဲ့ကျွန်တော်ရဲ့ဆုတောင်းတော်ကိုပြည့်စုံပြည့်စုံစေခဲ့တယ်။အဲ့တော့ကျွန်တော်ဇနီးတွေကအခု ျွန်တော်သူ့ကိုပြောရတဲ့အတိုင်းပဲကိုရောလို့သူ့ကိုကျွန်တော်မလင်းနေနဲ့လှုပ်ချပြုတ်ကသူ့ရဲ့ဒီလိုဆိုတော့ကိုရောကကျွန်တော်ကိုလေဒီလိုကိုလှုပ်ချပြုတ်ခင်ပြီးခဲ့ပါတယ်လို့နေငါတိုက်နေကနဲ့ထားမယ်လို့ပြောခဲ့တာလေအဲ့ဒီကလည်းပဲဘုရားသခင်ကပြည့်စုံစေခဲ့တယ်ကျွန်တော်ကိုအဲဘုရားကိုချစ်တဲ့ကျွန်တော်ရဲ့တပည့်မာလာဆွေလို့ခေါ်ပါတယ်သူကလည်းဘုရားကိုချစ်တယ်ဒီကကားကားစီးကိုအဲ့ဒီတပည့်ကသူပေးလူခဲ့တာဖြစ်တယ်အဲ့တော့ တိုက်နဲ့ကားနဲ့ထားမဲ့အစီအစဉ်လေးလောကီကြီးရအဖြစ်ပြတ်ခင်ကကျွန်တော်တို့ကပြည့်ပြည့်စုံခဲ့ပါလေဒါပေမဲ့ကျွန်တော်ဂျိနတ်တာကလောကုတ္တရာလောကုတ္တရာတန်လျာဟိုးပဲတစ်ခါမှာထာဝရအသက်ကျွန်တော်ကကျွန်တော်ဇနီးမောင်လုံးရရှိပိုင်ဆိုင်မှာဖြစ်တော်တော့ကျွန်တော်တို့ကတကယ့်ကိုပဲဝန်တာဂျီနူးရပါလေဂျိနတ်ရပါလေဒီတဲ့တန်ဖို့ကြည့်တော့မရှိတော့ပါဘူးဒါကြောင့်ကျွန်တော်ကသခင်ရှုဘုရားကိုတွေ့ရတဲ့ဤပြုံးပြင်းရအတန်တော်နဲ့ဖြစ်ပါလေ ကျွန်တော်အတန်ကိုကြားရတယ်အဲ့ဒီကျွန်တော်ဆုတောင်းတန်ဆုတောင်းတန်ပေါ့ကျွန်တော်ဆုတောင်းတဲ့တန်ကိုကျွန်တော်ရင်နာစွာနဲ့ဆုတောင်းခဲ့တာပေါ့အဲ့ဒီယေရှုဘုရားကဆုတောင်းတန်ကိုပြည့်စုံစေခဲ့တယ်သူ့ရဲ့အတန်တော်နဲ့ကျွန်တော်ကိုဒီကောက်တော်မူခဲ့တာဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ကြီးစရာခဏခဏပြောပါတယ်ကျွန်တော်ဒီနေ့ကကျွန်တော်သူ့ကိုလည်းကျေးဇူးတင်တယ်ဘာကြောင့်လဲဆိုတော့ तू ကသူသားမက်ဒလင်ရိုက်မခွဲခဲ့ရင်ကျွန်တော်တို့ဒီလိုမျိုးရရဲ့နိုင်ငံတော်ထဲမှာတန်ဖိုးရှိတဲ့မြင့်မြတ်တဲ့ ဖခင်ရဲ့အမှုတော်မြတ်ထဲမှာပါဝင်ခွင့်ရမှာမဟုတ်ပါဘူး။အဲကြောင့်ကျွန်တော်ရဲ့ဇနီးတွေကကျွန်တော်ရဲ့ဝိညာဉ်မိခင်ဆိုလဲဟုတ်ပါတယ်။ကျွန်တော်ရဲ့အထောက်အမကောင်းဆိုလဲမှန်ပါတယ်။ကျွန်တော်ခုချိန်ဆိုတော့ကျွန်တော်ပင်နီယာသွားရင်ဘယ်သချင်းလေးဆိုဘယ်တရားလေးဟောသူကအနောက်ကနေထောက်ပံ့ပြီးတော့ဒီဇနီးကောင်းတယောက်ဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်ကြီးပြောချင်တယ်ဒီတော့သူကမယ်လင်ရိုက်ခွဲတယ် ခုတော့မရင်ဖုံတော့ပေးတယ်ဖုံတော့ပေးတယ်နော်အဲကျေးဇူးတင်ပါတယ်လို့နော်ဇနီးတွေကိုကြားရှိလူလူရှိမှကျေးဇူးတင်ကြောင်းလည်းပြောခြင်းနဲ့တော့တကင်းရှုဖျားအထူးသဖြင့်တော့တပါသူကပါသားလူလူအလုံးလူသားအလုံးဟာသာဝရတဲ့ရရှိရဖြစ်တဲ့အတွက်လူသားတိုင်းလူသားတိုင်းစစ်မှန်တော့ဖျားလေးတကင်းကိုသိရှိနိုင်ဖို့ရင်ကျွန်တော်ရဲ့အဖြစ်အပျက်ကလေးကိုရိုးသားစွာမှန်ကန်စွာနဲ့စက်ကတ်တည်ခံခြင်းလားဖြစ်ပါလေလို့ကျေးဇူးတင်ပါတယ်နော်ကျွန်တော်ပဲဆက်ပြောနေတာတော့ဒီကျွန်တော် ဒီမှာပိုက်ထားတဲ့မက်ဒလင်လေးပါဒီမက်ဒလင်လေးကကျွန်တော်ဂီတရုပ်ရှင်သဘင်စာပေနုပညာရှင်ကြီးဆရာဦးတွန်ဒေးသိန်းနဲ့ရဲ့မက်ဒလင်အစ်စ်ဖြစ်ပါတယ်လို့ဆိုတော့ဒီမက်ဒလင်လေးကဆရာကြီးစုံတော်ကွင်လွန်သွားပြီလို့၄နှစ်လောက်ကြာမှာကျွန်တော်သူ့ရဲ့တမီးရွှေသိန်းနဲ့စီကိုကျွန်တော်သွားပြီးအမွေတောင်းခဲ့တာဖြစ်ပါတယ်အဲ့တော့တမီးကလည်းပဲကျွန်တော်ကိုကြည်ညိုစွာဒီမက်ဒလင်လေးကို ေးခဲ့ပါလေလို့ချွေသိန်းနဲ့ချွေသိန်းနဲ့ကပေါ့နော်ချွေခဲ့တာဖြစ်ပါလေသူဆိုတော့ဒီမက်ဒလင်လေးကတကယ်ကံတွေမြောက်မက်ဒလင်ဖြစ်တဲ့ဒီမက်ဒလင်လေးနဲ့ပဲကျွန်တော်ဒီအချင်းလေးကိုဆိုပြီးတော့ဘေးဝင်ကလေးတွေလောက်ခဲ့ရတာဖြစ်ပါလေဘီဇာကိုအချင်းနဲ့အချားတဲ့အော်လောကကြီးရှောင်းလို့ဖွယ်ဆိုလာရဲ့ဆုံးဆုံးတကယ်မစွမ်းမီ ယောက်ွယ်ခါဝရမီဘယ်မလွဲပြီးပေါ်တကယ်တော့ကာတွေ့ဒီတန်ရရဲ့ဝဲလေနေရဗီဇာကိုအချိန်ချားတဲ့အော်လောကကြီးရဲ့ရှောင်းလို့ပဲဆိုလာရဲ့ဆုံးစွတကယ်ဆွမ်းပြီးတော့လမ်းယောက်ွယ်ခါဝရမီဘယ်မလွဲပြီးပေါ်တကယ် ာတွေဒီတန်မြာရဲ့ဝိလေဒီယာအဖြစ်တန်မြာကံတမက်ကလမ်းချဖို့မတွေ့မောင်မြတ်တဲ့သဝဉ္ဇဉ်ရဲ့ခဲ့ပြီးရင်တော့ကဘွားဒုသာတရားလာရှင်ဘယင်အောင်မောဟမိဗျာကခင်တွင်နေ 老白农民，活的简单，简单。毛布白露，弄得咱饥寒嘞，狗走想要棉嘞，苦不的金地啊，咋不给？他嫌便宜的多嘞。 ချုပ်ခါစီရမယ်အခုလုံးခဲ့ရင်ချင်းအခင်အသင့်ကျူနေတဲ့ကွယ်အဝကလေးတရားနဲ့ပေါ်ကျူလိုက်တဲ့စကားလာရဲ့ကိုရောရှင်သစ္စာတွေနဲ့နှုတ်ခါရွေးလိုက်တယ်အပြည့်ဝကြစေဖို့သခင်ရှင်ထံအရောက်လာကောင်းတော်တယ်ဒီပါအစင်းအနီးမှာကွယ်သူစင်ဒီမဲ Govindra. Mm -hmm.